ဆရာတော်ဥပုပ်ရေးသားတော်မူခဲ့ဒီဝိနည်းဆုံးမစာဆရာတော်ဥပုပ်ဆိုတာကတော့အင်ဝါခက်ကပေါ်လာတဲ့ဒီနေ့အင်ဝါခက်ဆိုတာကတော့ဒီပုံစပုတ်နဲ့ပုတ်ဆုံးဆိုတဲ့အတိုင်းနမရမေနုရဲ့ဆရာတော်ပေါ့နမရမေနုကြီးရဲ့ဒါနမရမေနုဆိုအလုံးကြားဟုတ်ရတယ်ခုနေနေတော့ကနမရမေနုအုတ်တော်ကြီးအုတ်ချောင်းကြီး ပြုကြပြစီသွားတယ်အဲဒီနမ်မတော်မယ်လို့ရဆရာတော်ဖြစ်တဲ့ဆရာတော်ဥပုပ်ဆိုတာမြန်မာတမိုင်းမှာရောတရဏတမိုင်းမှာရောမြန်မာလူရဲ့တရဏမြန်မာပြည့်တရဏတမိုင်းမှာကတော့အထင်ရှားဆုံးဆရာတော်ဖြစ်ပါတယ်။များစွာသောစာရင်းနှိပ်တရားရင်းပါဠိတော်နှိပ်တရားရင်းများစွာကိုရေးသားစီရင်တော်မူခဲ့တဲ့ဆရာတော်ဖြစ်ပါတယ်။ဒါကြောင့်ပညာရာမှာလုံးမတမှာကြီးကျယ်တဲ့အတွက်ကြောင့်ဘုရားဘုတ်လည်းဘုတ်ဆုံးဆိုပြီးတော့မှ စုယသတာနာတမိုင်းမှာစုစကားတော်ရှိတော်မူခဲ့တဲ့ဆရာတော်ကြီးပါဘုံစဆိုတာကတော့ဆရာတော်ဘုရားရှင်ကိုရောမြတ်ကြီးကိုပြောတာပါဘုံလေဆိုတာကတော့ဒီဟိုနိုင်ငံမှာအခုခေတ်ခေါ်ဒီလင်္ကာနိုင်ငံပေါ့အဲဒီလင်္ကာနိုင်ငံလို့ခေါ်တဲ့ဒီဟိုနိုင်ငံမှာပေါ်တော်မူခဲ့တဲ့ပညာရှင်ကြီးပညာရှိဆရာတော်ဘုရားကြီးဖြစ်တဲ့ရှင်မဟာဗုဒ္ဓဂေါတာဖြစ်ပါတယ် အဲ့ရှင်မဘုရောဒာရေးသားတော်မူခဲ့တဲ့အထကထာဆရာအထကထာလေးကိုအရှင်မအခုအရှင်ဒီကျုပ်တို့မြန်မာနိုင်ငံမှာရှိတဲ့ဆရာတော်ဥပုပ်ကမြန်မာတွေပြန်နေတရားတွေရေးအစားရှိနေတဲ့အဲ့လိုလုပ်ခဲ့တဲ့အတွက်ကြောင့်ဘုဒါမှပညာရာမှာကြီးကျယ်တဲ့အတွက်ကြောင့်ဘုဒီမြန်မာပြည်ကအရှင်ဥပုပ်ဥပုပ်ကိုတော့ဖြင့်ပုံဆုံးလို့ဒီလိုခေါ်တာအဲ့ဒီပုံဆုံးလို့ခေါ်တဲ့ဆရာတော်ဥပုပ်ကရေးသားစီရင်တော်မူခဲ့တဲ့ လောကလူများလိုက်နာမှုရအတွက်သင်္ကလောဝါဒတုံးကိုကြည့်ပြီးတော့မှဆုံးမစာရေးရေးခဲ့ပါအဲ့ဒီဆုံးမစာကိုတော့ဖြင့်ဂီဟိဝိနည်းဆုံးမစာလို့ဒီလိုခေါ်ပါတယ်အဲ့ဂီဝိနည်းဆုံးမစာကိုတရက်ကိုတပုတ်သုံးမဟုတ်နှစ်ပုတ်အစားရှိတဲ့ဖြင့်အဲ့လိုအဲဘုန်းကြီးတို့ရဲ့ဟိုတရားဓမ္မများဘုန်းကြီးရဲ့ဒီဗီဒီယိုကိုကြည့်နေကြတဲ့တရားဓမ္မများ သိရအောင်ကျင့်ဆောင်ရအောင်လိုက်နာရအောင်ဖပြသွားပြပါမယ်ဖပြသွားပြပါမယ်အဲ့ဒါမကြည့်ရတဲ့ပုံပေါ်ဒီလိုလေးကြည့်ပြီးလို့ရှိရင်ဆုံးအောင်ကြည့်ပြီးလို့ရှိရင်တော့အများသူကသိရအောင် like and share လေးတွေလုပ်ပေးသွားကြပါလို့ပန်တရခံပါရဲ့ဥစ္စာပြကြောင်း6ပါတေဇာတောက်စာလမ်းသွားခါမဲ့ရှုငဲ့တဲ့ပင်ပျော်ရွှင်အန်လောင်း မကောင်းမိတ်ဖြင့်ပြင်းခြင်းကယူရင်းဥစ္စာပြကြောင်းသည်ဒါလေးပါပဲဒီကနေ့တော့ဒီလောက်ပါပဲနောက်ရကြမှာကျန်တဲ့အပိုင်းကလေးတွေဆက်ပြီးတော့မှပြောပြပေးပါမယ်အားလုံးကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာကြပါစေ